ရွှေတောင်ကုန်းဆရာတော်ရဲ့ရုပ်ကလက်တော်ဇာပနာပူဇော်ပွဲကိုဧပြီလ22ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဥအကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဘကိုးတိုင်းဒေသကြီးတဲပြူချောင်းကျေးရွာပန်နီတာရှာမဆယ်မိုင်ကုန်းတော်စကန်ချိတ်တာပဲဖြစ်ပါတယ်။ဒီဧည့်သာမှာဆိုလို့ရှိရင်ဒီနေ့ပန်နီတာရမရွှေတောင်ကုန်းဆရာတော်ကြီးရဲ့ အနီမအကစပနာပူဇော်ပွဲကိုပြုလုပ်မှာဖြစ်ပါတယ်ဆရာတော်ကြီးကပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကတတော်95နှစ်တိတ်ခါတော်85ဝါမှာဘောနထံပြည်လုံးလုံးပူသွားတာပဲဖြစ်ပါတယ်ဇာပနာပူဇော်ပွဲကိုတော့မွန်လွဲ7နာရီခွဲကြော်ကြော်မှာပြုလုပ်ခဲ့ပါတယ်ဆရာတော်ကြီးရဲ့ဇာမနာပူဇော်ပွဲကိုပန္နိတာရမရွှေတောင်ကုန်းသာသနာရှိတာရဲ့နာယကဆရာတော်တွေဖြစ်တဲ့မလေးရှားဆရာတော်၊အော်စတြေးလျဆရာတော်၊ဘီလင်းဆရာတော်နဲ့တခြားတိတ်ခါတော်ကြီးမြတ်တဲ့ဆရာတော်တွေ အများအပြားတက်ရောက်ခဲ့ကြပါတယ်ဒီဆရာတော်တွေအနေနဲ့ခန္ဓာမှာရှစ်ပါးတီလာဟောကြားပေးတာတွေတံဝေကဘာဝနာတရားမကြားပေးတာတွေနဲ့ထေရုတ်ပတိဖတ်ကြားပေးတာတွေစတာတွေကိုလုပ်ခဲ့ပါတယ်ခန္ဓာကိုတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နာယကသူရဦးတင်ဦးစတဲ့ပုံကိုယ်တွေများပြားလက်တက်ရောက်ခဲ့ကြပါတယ်ဒါအပြင်ဆရာတော်ကြီးကိုကိုကိုယ်စီကကြတဲ့တပည့်ဒါရိုက်တာဒါရိုက်တာမှာ ထောင်ပေါင်းများစွာလဲဒီမှာတက်ရောက်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ကနေပြီးတော့ကမ္ဘာညားကဆွတ်ပါမယ်။အဲ့ဒီနော်ဆရာတော်ကြီးရဲ့ရုပ်ကလက်တော်ကိုမွန်လဲ၄နိုင်ဝင်ချင်မှမိတိကျေပြပါတယ်။ဆွတ်ပြီးတော့မှ